အပြိုကြီးသခိုးဖန်းကြီးဟဲ့မှတ်သားကြငါပြောလိုက်ရအောင်ညလာပြောလက်စအပြိုကြီးကသူ့အိမ်သူတယောက်ထဲနေတယောက်ထဲနေတော့ဒီနေ့သခိုးတက်သခိုးအိမ်မော်ရောက်လာဟုတ်တော့အိမ်မော်သခိုးတက်ပြီအေးငါလည်းငါပဲငါကလည်းငါပါကလည်းငါပဲနဲ့တရားနာပရိသတ်ကြီးသူ့ကိုယ်သူစဉ်းစား ။အော်မိမသားကြီးဖြစ်နေတော့တခိုးပါလို့မြန်အွန်လိုက်ရင်ငါပတ်သွားတော့မှာတခိုးပါလို့တော့ငါမအော်ဘူး။ငါပရိယေနဲ့ငါညီမနှစ်ယောက်စကားပြောတဲ့ပုံစံနဲ့တခိုးနားထောင်အောင်လုပ်။ပြူကြီးကတခိုးဖမ်းမလို့တကားဖွင့်ပြီးအိတ်မိတဲ့အပြစ်ပေါ့လေသူ့အပြစ်တော့ရှိနေတာသိရသို့တော်လေဒီသခိုးသူမိအောင်ဖမ်း ။တက်ခိုးကအခန်းထဲဝင်ပြီးတော့ခိုးနေတာပြိဿာ။ပြီးတော့အပြူကြီးကညီမနဲ့စကားပြောဆောင်ရအောင်။ညီမနဲ့စကားပြောသလိုလို။ညီမရေညီမ။ဘာလို့မကြီးရဲ့။နှစ်တန်ဆိုတော့ပြောတတ်ပေါင်ညာတော့။အဲ့ဒါအတန်တူးဝိဇ္ဇာတွေမှဖြစ်မှာ။ကျုပ်တော်စိတ်မပြောတတ်ဘူးရိုးရိုးသွားကြဆို။ညီမရေညီမရေ။ဘာလို့မကြီးရဲ့။ဟိုးရှေးတုန်းကလေ။ ကိုမြစ်ဒီဘက်ကန်းကနေပြီးတော့ကိုဘက်ကန်းကိုတွန်းသွားပြီးတော့ဈေးရောက်နဲ့ဈေးတဲ့မိန်းမတစ်ယောက်ရှိတယ်အေးဟုတ်ကဲ့ရောပါမှကြီးရဲ့ညီမနားထောင်နေတယ်လေအဲ့ဒီမိန်းမကလေဒီဘက်ကန်းကနေပြီးတော့ရောင်းစရာပစ္စည်းတွေနဲ့လေပေါ်ကိုတင်ပြီးတော့ကတို့နဲ့လိုက်သွားတယ်ရေလေကောင်ရောက်တော့မှညီမရဲ့ဒီဘက်ကသူပစ္စည်းမေ့ချမ်းနေတာတရိရတာကိုအေး ဟုတ်ကဲ့မမရေရေလေကောင်မေ့ချန်ရေလေကောင်ကြမှာမေ့ချန်တဲ့ပစ္စည်းတရိယာတော့သူဘယ်လိုလုပ်မလဲ။အိုးညီမကလည်းရေတဲ့ဆိုတော့อืมဒီတိုင်းတော့မတက်နိုင်ဘူးဘောဟိုဘက်ကလှေတစင်းလာတယ်။ဟိုဘက်ကန်းကလှေတစင်းလာတယ်။ဟိုဘက်ကန်းကလှေတစင်းလာတော့လေဒီမညီမသူကလှမ်းပြီးတော့လက်ပြတယ်။လာပါအောင်လာပါအောင်ကျုပ်ဟိုဘက်ပစ္စည်းမေ့ချန်ရေကျုပ်ဟိုဘက်လိုက်ပြရစီ။ဟိုဘက်လိုက်ပြရစီ။ အဲ့ဒါလိုခွန်လိုက်တော့လှေချင်းကတ်တာပေါ့အေးတယ်ဟုတ်ကဲ့လှေချင်းကတ်တော့လေညီမရဲ့အဆိုးရှိတယ်မဟုတ်လားအေးလှေအဆင်းမြင်းအတက်တယ်ဒီတာကြည့်ပါသေးတော့လေဆင်းမြင့်တက်ဆိုတဲ့နေရာမှာလေကိုသူကအခုဒီလေပေါ်ကလည်းတက်ရမယ်အေးဟူလေပေါ်လည်းဆင်းရမယ်အေးလေနှဆင်းကပ်ပြီးတော့ညီမရဲ့ဒီဘက်လေနံမောတစ်ဖက်ရပ်ပြီးတော့ ကိုပဲလီနာမတခွင်းနင်းလိုက်တာအေးမလီမမရေညီမလို့ဆိုကြောက်ပါလေမမလီငါညီမကြောက်တာနောက်သားကိုမကြည့်အေးဒီဘက်လီနာနင်းကိုဘက်လီနာနင်းပြီးကန်လိုက်တော့အေးလှေနှခုကကွာသွားတာကိုညီမရေမလီမမရေစိတ်သိမ့်ထားလိုက်တာစိတ်သိမ့်မထားနဲ့လှေနှခုကွာတော့ချီနှောင်းတော့ချောင်းကလည်းညီမရေဟောညီမညီမပြောရင်းဆိုရင်းလေ တခါတည်းလေနှစ်ခုကွာသွားတော့ခြေတော်နှောင်းကလည်းလေကွာသွားတာပေါ့ညီမရဲ့ကွာသွားတော့ရေလဲကောင်မြုပ်ခံသည်အမလေးကဲတော်မူရပါဦးတော့ကဲတော်မူရပါဦးတော့